င်္ဂလာပါရှင်။ကမ္ဘာလိုက်ထရာရီစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့အေဂျင့်နဲ့လူနေဘူးဘဝရှားပါတိရစ္ဆာန်တွေတဘာဝပတ်ဝန်းကျင်နဲ့ခိုင်မာတဲ့အခြေခံစောင့်တွေရှိတဲ့နိုင်ငံဖြစ်ကမ္ဘာကနေသိမှတ်ပြုထားတဲ့ဩစတြေးလျနိုင်ငံရဲ့အကြောင်းကိုထရာရီကနေမျှဝေပေးသွားမှာဖြစ်ပါတယ်။ ။ဩစတြေးလျနိုင်ငံကကမ္ဘာအကြီးဆုံးကျွန်းဖြစ်တယ်လို့ကမ္ဘာပေါ်မှာစက်ထမမြောက်အကြီးဆုံးနိုင်ငံပါ။ကမ္ဘာရဲ့တောင်ဘက်ခြမ်းမှာရှိပြီးတော့အိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကြားမှာတည်ရှိပါတယ်။နီနာမှာရှိတဲ့နိုင်ငံတွေကတော့အင်ဒိုနီးရှား၊အရှေ့တီမော၊ပါပူဝါနီယူဂီနီ၊ဆိုလိုမွန်ကျွန်းစု၊ဗနူအာတူ၊နယူးဇီလန်နဲ့နယူးကယ်လီဒိုနီးယားတို့ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံကဖက်ဒရယ်ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်ပါတယ်။ဒါပြင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့ဘရင်စနစ်လည်း ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံကပြည်နယ်6ခုနဲ့ပင်မနေပြည်နယ်2ခုနဲ့ဖွဲ့စည်းထားပါတယ်။ဒီပြည်နယ်နဲ့နေပြည်တော်တွေမှာကိုပိုင်းပါလီမန်တွေနဲ့အစိုးရတွေရှိပြီးတော့ဗဟိုအစိုးရနဲ့အာဏာခွဲဝေအုပ်ချုပ်ကြပါတယ်။ဩစတြေးလျနိုင်ငံရဲ့စုစုပေါင်းအကျယ်ဝင်က9.8တန်စတူယန်ကီလိုမီတာနီးပါးရှိပါတယ်။ဒါဟာကမ္ဘာမြေမျက်နှာပြင်ဧရိယာရဲ့900ခိုင်နှုန်းကိုကိုစားပြုပါတယ်။ဩစတြေးလျနိုင်ငံကကမ္ဘာရဲ့တောင်ဘက်ခြမ်းမှာတည်ရှိရတဲ့အတွက်တောင်လက်တီကျူနဲ့ အရှိလောင်ကြီးကျူတို့ကြောင့်မှရှိပါတယ်။တောင်လက်တီကျူ30ဒီဂရီကနေ44ဒီဂရီကြားအရှိလောင်တီကျူ112ဒီဂရီမှ154ဒီဂရီကြားမှတည်ရှိပါတယ်။ဩစတြေးလျနိုင်ငံကတခြားနိုင်ငံတွေနဲ့မတူဘဲနဲ့ထူးခြားတဲ့ချက်တွေအများကြီးရှိပါတယ်။အဓိကထူးခြားချက်တွေကတော့ဩစတြေးလျမှာတွေ့ရတဲ့တရိတ်ဆန်မျိုးစိတ်80ရာခိုင်နှုန်းကျော်ကကမ္ဘာပေါ်မှာဩစတြေးလျမှာပဲတွေ့ရတဲ့ရင်းမြစ်တရိတ်ဆန်တွေဖြစ်ပါတယ်။ဥပမာ kangaroo, wallaby, koala, wombat နဲ့ ပလက်တီဘတ်တို့ဟာဩစတြေးလျရဲ့အထင်ကရတလေးဆန်တွေပါဩစတြေးလျရဲ့ရိုးရာတိုင်းရင်းသားလူမျိုးဖြစ်တဲ့ aboriginal တွေကကမ္ဘာပေါ်မှာတက်တန်းရှိဆုံးလူဖွဲ့စည်းတွေကတခုဖြစ်ပြီးတော့သူတို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုအမှုပညာနဲ့ဓလိထုံတန်းတွေကအင်မတန်ကိုထူးခြားပါတယ်။သိပ္ပံပညာရှင်တွေရဲ့ဆိုရ aboriginal တွေကလွန်ခဲ့တဲ့နှစ်ပေါင်း6500ကျော်တည်းကဩစတြေးလျတိုက်ကိုစတင်ရောက်ရှိခဲ့ပြီးတော့နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကကမ္ဘာနေရာနှံ့ပြားမှာလူသားတွေနေထိုင်ခဲ့တဲ့ သက်တမ်းရှိဆုံးလူဖွဲ့စည်းတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။ Aboriginal ဆိုတာကလူမျိုးစုတစ်ခုတည်းကိုခေါ်တာမဟုတ်ဘဲနဲ့မတူညီတဲ့ဘာသာစကားတွေ၊ယဉ်ကျေးမှုတွေ၊ဓလေ့ထုံးတမ်းတွေရှိကြတဲ့လူမျိုးပေါင်း250ကျော်ကိုစုပေါင်းခေါ်ဝါတာဖြစ်ပါတယ်။အိမ်မက်ကဘာ Aboriginal ယုံကြည်မှုရဲ့အတိတ်ကအခြေခံပဲဖြစ်ပြီးတော့သူတို့ရဲ့ကဘာကြီးဖန်တီးပုံကြောင့်ဒဏ္ဍာရီပုံမြင်တွေဘိုးဘွားပြည်ပင်တွေရဲ့အလေးချက်တွေနဲ့ပတ်သက်နေပါတယ်။ ဒီယုံကြည်မှုကသူတို့ရဲ့ဘဝမြေယာနဲ့ဆက်ဆံရေးအလုံးကိုလှန်ခြုံထားပါတယ်။ဩစတြေးလျနိုင်ငံရဲ့ပထဝီဝင်အနေထားကကျေပြန့်ပြီးတော့အလုံးမတူညီတဲ့ဒေတာတွေကိုပေါင်းစပ်ထားပါတယ်။ဒီချက်တွေကပဲသူတို့ရဲ့ထူးခြားတဲ့သဘာဝပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေတာပါ။ဩစတြေးလျရဲ့80ရာခိုင်နှုန်းကျော်ကသဲကန်နာရနဲ့6တွေ့ရဲ့ဒေတာတွေဖြစ်တဲ့ The Outback လို့ခေါ်တဲ့ကုန်းတွင်းပိုင်းဒေတာဖြစ်ပါတယ်။ဒီဒေတာမှာအသေးတောင်ပြင်တွေ၊ကြောက်တောင်တွေနဲ့ခြုံမုတ်တွေအများစုပါဝင်ပါတယ်။ လူဦးရေအများစုကပို့ပြီးဆွဆွပြီးတော့မြေဩဇာကောင်းတဲ့အရှိတောင်ပတ်နဲ့အနောက်တောင်ဘက်ကံယိုတန်ဒေသတွေမှာအထူးကနေထိုင်ကြပါတယ်။အရှိတ်ကံယိုတန်တစ်လျှောက်မှာ Great Dividing Range လို့ခေါ်တဲ့တောင်နှင်းကြီးရှိပါတယ်။ဒီတောင်နှင်းကမြောက်ဘက် Queensland ပြည်နယ်ကနေတောင်ဘက် Victoria ပြည်နယ်ထိရှိလာပြီးတော့ Australia ရဲ့အမြင့်ဆုံးတောင်ဖြစ်တဲ့ Mount Cassius ကိုလည်းဒီတောင်တန်းမှာပဲတည်ရှိပါတယ်။ Australia ရဲ့ရာသီဥတုကဒေသလိုက်အလွန်ကွာခြားပါတယ်။ အပူပိုင်းစုံရာသီဥတုဖြစ်ပြီးတော့ဆိုးဆိုးတဲ့ရာသီနဲ့ခြောက်သွေ့တဲ့ရာသီဆိုပြီးတော့နှစ်မျိုးပဲရှိပါတယ်။အပူရောက်ပိုင်းစုံရာသီဥတုဖြစ်ပြီးတော့နှွေးဆောင်မိုးဆောင်ဆိုပြီးတော့ရာသီ၄မျိုးရှိပါတယ်။ပူပြင်းခြောက်သွေ့ပြီးတော့နေပူချိန်အလွန်မြင့်ပါပါတယ်။ညဘက်မှာတော့အပူချိန်ကတိတိတသာဝကျဆင်းတတ်ပါတယ်။ Great Barrier Reef ဟာဆိုလို့ရှိရင်တော့ Queensland ပြည်နယ်ရဲ့ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ကမ္ဘာအကြီးဆုံးသန္တာကျောက်တန်းစနစ်ဖြစ်ပါတယ်။ ။ဩစတြေးလျနိုင်ငံရဲ့လက်ရှိလူဦးရေက28တန်းကျော်သာရှိပါတယ်။ဩစတြေးလျကကမ္ဘာပေါ်မှာလူဦးရေအနည်းဆုံးနေထိုင်သူနေပါတဲ့နိုင်ငံပဲဖြစ်ပါတယ်။ပြည်မြောက်အဖြစ်တက်စတရယ်ကီလိုမီတာမှာလူ3ယောက်လောက်သာနေထိုင်ပါတယ်။ဩစတြေးလျရဲ့လူဦးရေအများစုကိုဗြိတိရှားအင်္ဂလန်၊စကော့တလန်၊ဝေးလအိုင်ယာလန်နဲ့နယူးဇီလန်ကနေဆင်းသက်လာတဲ့သူတွေကအများစုပါဝင်ပါတယ်။သူတို့ရဲ့ဓလေ့ထုံတံဘာသာစကားနဲ့ယဉ်ကျေးမှုကနိုင်ငံရဲ့အခြေခံယဉ်ကျေးမှုပဲဖြစ်ပါတယ် Aboriginal နဲ့ Torres ရေလက်ကြောင့်ကျွန်းသူကျွန်းသားတွေကဩစတြေးလျရဲ့ရိုးရတိုင်းရင်းသားလူမျိုးတွေဖြစ်ပြီးတော့လူဦးရေရဲ့3.8%ရာခိုင်နှုန်းခန့်ရှိပါတယ်။သူတို့ရဲ့ထူခြားတဲ့သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုတွေကဩစတြေးလျကိုပိုပြီးတော့ထူခြားနေစေပါတယ်။ဩစတြေးလျနိုင်ငံကယဉ်ကျေးမှုပေါင်းစုံနဲ့လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ်။အထူးကအပြင်ဥရောပကနေရွှေ့ပြောင်းလာတဲ့လူမျိုးတွေနဲ့အာရှကနေရွှေ့ပြောင်းလာတဲ့လူမျိုးစုတွေပေါင်းစပ်နေထိုင်ကြပါတယ်။ ဩစတြေးလျနိုင်ငံကဆယ်လဘိုးအတုပ်ပကံလုံးပုံစံလူဖွဲ့စည်းဖြစ်တယ်လို့အများအပြားသတ်မှတ်ကြပါတယ်။ဆယ်လဘိုးဆိုတာကတော့လူမျိုးပေါင်းစုံကလူတွေကသူတို့ရဲ့ကိုယ်ပိုင်ရည်ကျင်းမှုဓလိထုံတန်းနဲ့ဘာသာစကားတွေကိုထိမ့်သိမ့်ခွင့်ရပါတယ်။တစ်ခုနဲ့တစ်ခုရောတော့မသွားဘဲနဲ့အတုပ်ပကံလုံးတွေကမတူညီတဲ့ဟင်းသီးဟင်းရွက်တွေလို့ကိုစီကိုစီရက်တည်အနေနဲ့အတူတကွရှင်သန်နေထိုင်ကြတာဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံရဲ့တမိုင်းမှာအရေးပါတဲ့ဖြစ်ပျက်တွေများကြီးရှိပါတယ်။ ဲ့ထဲကမှဩစတြေးလျနိုင်ငံကိုပုံဖော်ပေးခဲ့တဲ့အဓိကချက်တွေကိုပြောပြပေးလိုက်ပါတယ်။1852ခုနှစ်မှာ New South Wales နဲ့ Victoria ပြည်နယ်တွေမှာရွှေတွေတွေ့ရှိခဲ့ပါတယ်။ဒီဖြစ်ပျက်ကကမ္ဘာနေရာအနှံ့ပြားကနေရွှေပြောင်းလာသူတွေကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့ဩစတြေးလျရဲ့လူရေကိုအလင်းမြန်တိုးတက်လာစေခဲ့ပါတယ်။ပထမကမ္ဘာစစ်မှာဩစတြေးလျစစ်သားတွေက ANZAC ဩစတြေးလျနဲ့နယူးဇီလန် Army Corps ဖြစ် ဂါလီပိုလီတိုက်ပွဲမှာပါဝင်ခဲ့ပါတယ်။ဒီတိုက်ပွဲကဩစတြေးလျလူမျိုးရေးအတွက်မျိုးချစ်စိတ်တဲ့နိုင်ငံရဲ့အမှတ်အသားကိုပေါ်ပေါက်စေခဲ့တဲ့အရေးပါတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။2008ခုနှစ်မှာဝန်ကြီးချုပ်ကေဗင်ရက်ခါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက Aboriginal ကလေးငယ်တွေကိုမိဘတွေစီကနေခွဲထုတ်ခဲ့တဲ့ Stolen Generation လို့ခေါ်တဲ့ဖြစ်ပျက်အတွက်နိုင်ငံတော်ရဲ့ကိုစားတောင်းပန်ခဲ့ပါတယ် ဒီဖြစ်ပျက်တွေကဩစတြေးလျနိုင်ငံကိုဒီနေ့ခေတ်မြင်ရတဲ့ပုံစံတိုင်းပုံဖော်ပေးခဲ့တဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။ဩစတြေးလျရဲ့တည်ငြိမ်တဲ့ Federal Democracy နိုင်ငံရေးစနစ်ကစီးပွားရေးကိုတိုက်ရိုက်အကျိုးပြုပါတယ်။ပွင့်လင်းမြင့်သားတဲ့နိုင်ငံရေးစနစ်ကြောင့်စီးပွားရေးမူဝါဒတွေကကြိုတင်ခံမှန်းနိုင်ပြီးတော့ယင်းနှိမ့်မြုံနယ်သူတွေအတွက်လည်းစိတ်ချရစေပါတယ်။ဩစတြေးလျဆိုရကနိုင်ငံတကာကုန်သွယ်ရေးကိုအားပေးတဲ့မူဝါဒတွေချမှတ်ထားပါတယ်။ ဒါကြောင့်ဩစတြေးလျကအရှိတောင်အာရှနဲ့တရုတ်နိုင်ငံလိုကြီးမားတဲ့စီးပွားရေးနိုင်ငံတွေနဲ့လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်တွေ free trade agreement ချုပ်ဆိုထားပါတယ်။ဒီလိုနိုင်ငံရေးချိတ်ဆက်မှုတွေကတယံဇာတာတွေဖြစ်တဲ့တန်ရိုင်းကြောက်မိသွေးတို့ကိုအဓိကတင်ပေါ်တဲ့ဩစတြေးလျစီးပွားရေးအတွက်အရေးကြီးပါတယ်။အစိုးရကစီးပွားရေးတည်ငြိမ်စေဖို့ဗန်နာယီမူဝါဒတွေအခုံမူဝါဒတွေချမှတ်ပါတယ်။ ကျမ်းမာရေးစနစ်နဲ့ပညာရေးစနစ်လိုမျိုးအခြေခံစောင့်နေမှာယင်းနှိမ့်ညွန့်ခြင်းကနေတဆင်လေနိုင်ငံရဲ့စီးပွားရေးကိုတိုးတက်အောင်လှုံ့ဆော်ပါတယ်။တတ်ထူတူဖို့ရေးလုပ်ငန်းမှာဆိုလို့ရှိရင်ဩစတြေးလျကအလိုလျောက်မောင်းနေစနစ်နဲ့ဝေးလံခေါင်းတည်တဲ့နေရာတွေကိုထိန်းချုပ်နိုင်တဲ့ဤပညာတွေကိုအသုံးပြုနေပါတယ်။ဒါကကုန်ထုတ်ဆောင်ရာကိုမြှင့်တင်ပေးပြီးတော့လုပ်ငန်းခွင်လုံခြုံရေးကိုလည်းပုံမကောင်းမွန်စေပါတယ်။ ။ဩစတြေးလျဆိုရာကနီးပညာကုမ္ပဏီသစ်တွေကိုအားပေးတဲ့မူဝါဒတွေချမှတ်ပြီးတော့စီးပွားရေးလုပ်ငန်းငယ်တွေမှာနီးပညာအသုံးပြုဖို့အတွက်အထောက်အပံ့တွေပေးပါတယ်။ဩစတြေးလျကပညာရေးနဲ့သုတေသနကဏ္ဍမှာယင်းနှိမ့်မြုံနယ်မှုတွေတိုးမြှင့်ပြီးတော့နီးပညာနယ်ပယ်ကိုပုံမှုဖွံ့ဖြိုးစေပါတယ်။ ိုင်ငံရဲ့ဤပညာလုပ်ငန်းကိုတိုးတက်စေဖို့အတွက်လည်းသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာတွေကိုထောက်ပံ့ပေးပါတယ်။ဩစတြေးလျဆိုရကတနိုင်ငံလုံးအတိုင်းအတာနဲ့မြန်နှုံးမြင့်အင်တာနက်ကွန်ရက်ကိုတည်ဆောက်တဲ့ National Broadband Network စီမံကိန်းလိုမျိုးအကြီးစားစီမံကိန်းတွေကိုအကောင့်ထည့်ဖော်ပါတယ်။ဒီလိုအခြေခံအဆောက်အုံကစီးပွားရေးနဲ့ဤပညာကဏ္ဍအသစ်တွေပေါ်ထွက်လာဖို့အတွက်အခြေခံအုံမြင့်တစ်ခုကိုတည်ဆောက်ပေးပါတယ်။ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံတွေထဲကတနိုင်ငံဖြစ်တဲ့ဩစတြေးလျအတွက်စိုက်ဘာလုံခြုံရေးကအရေးပါလာပါတယ်။ အစိုးရကစီးပွားရေးလုပ်ငန်းတွေကိုဒီဂျစ်တယ်ကမ္ဘာမှာလုံခြုံမှုရှိစေဖို့အတွက်မူဝါဒတွေနဲ့ဥပဒေတွေချမှတ်ပြီးတော့ကာကွယ်ပေးပါတယ်။ဒီချက်တွေကဩစတြေးလျရဲ့တည်ငြိမ်တဲ့နိုင်ငံရေးစနစ်ကနေစီးပွားရေးနဲ့နည်းပညာကဏ္ဍကိုဘလို့အထောက်အကူပြုပြီးအပြန်အလှန်ချိတ်ဆက်နေရဆိုတာကို ပြသနေပါတယ်။ဩစတြေးလျနိုင်ငံရဲ့ပညာရေးစနစ်ကကမ္ဘာမှာအကောင်းဆုံးနေတဲ့ကတစ်ခုဖြစ်သတ်မှတ်ခံထားရပြီးတော့အရေးသွေးမြင့်မာတဲ့သင်ကြားရေးနဲ့သုတေသနလုပ်ငန်းတွေကြောင့်လူသိများပါတယ် ဩစတြေးလျမှာကမ္ဘာအဆင့်မီတက္ကသိုလ်ပေါင်း40ကျော်ရှိပြီးတော့အဲ့ဒီတွေကအများစုကကမ္ဘာအဆင့်သတ်မှတ်ချက်နေရာတွေမှာအမြဲတမ်းနေရာယူထားပါတယ်။တက္ကသိုလ်တွေမှာဘွဲ့ကျိုး undergraduate ဘွဲ့လုံး postgraduate နဲ့ပါရဂူ PhD ဘွဲ့တင်တဲ့တွေကိုသင်ယူနိုင်ပါတယ်။ဩစတြေးလျကနိုင်ငံတကာကျောင်းသားတွေကိုအများဆုံးလက်ခံတဲ့နိုင်ငံတွေထဲကတစ်ခုဖြစ်ပြီးတော့ကမ္ဘာတဝန်းကကျောင်းသားတွေအတွက်ပညာသင်ကြားဖို့ဖြစ်ပါတယ်။အစိုးရကအကြောင်းပြီးဆုံးတဲ့အခါမှာကျောင်းသားတွေကအလောက်ကင်အခွင့်လန်းပုံပုံရရှိနိုင်အောင်လဲကုညီပံ့ပိုးမှုတွေရှိပါတယ်။ ထင်ရှားတဲ့တက္ကသိုလ်တွေကတော့ The Australian National University ANU, The University of Sydney, The University of Melbourne, The University of New South Wales, The University of Queensland ဒီတက္ကသိုလ်တွေပြင်တခြားနာမည်ကြီးတက္ကသိုလ်များစွာလည်းရှိပါတယ်။ Australia ရဲ့တက္ကသိုလ်တွေကထိတ်တန်းသူတွေတနာတွေနဲ့စံသစ်တီထွင်မှုတွေကြောင့်နာမည်ကျော်ပါတယ်။တင်ကြားရေးကအကြောင်းသားတွေရဲ့အတွေ့အမြင်နဲ့စံသစ်တီထွင်မှုတွေကို အားပေးတဲ့တင်ကြားရေးပုံစံကိုအဓိကအသုံးပြုပါတယ်။ ။ဒါကြောင့်ဩစတြေးလျရဲ့ပညာရေးကနိုင်ငံတကာမှာထိတ်တန့်အဆင့်ကိုရောက်နေတာပါ။ဩစတြေးလျနိုင်ငံကအရင်ကျိမှုပေါင်းစုံကိုလက်ခံတဲ့နိုင်ငံတစ်ခုဖြစ်သလိုခီးသွားလုပ်ငန်းတွေအတွက်လည်းဆွေးဆောင်မှုများကြီးရှိပါတယ်။ဩစတြေးလျရဲ့ယဉ်ကျေးမှုကဥရောပတိုက်သားတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဖြင့်ရွှေ့ပြောင်းအခြေချလာသူတွေရဲ့ယဉ်ကျေးမှုတွေနဲ့ Aboriginal တိုင်းသားတွေရဲ့ယဉ်ကျေးမှုတွေပေါင်းဆက်ပြီးတော့ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ။ဩစတြေးလျလူမျိုးတွေကအားကစားကိုအလွန်နှစ်သက်ပြီးတော့အားကစားကိုသူတို့ဘဝရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်သတ်မှတ်ထားပါတယ်။ Cricket, Australian Bowling, Rugby နဲ့ရေကူးခြင်းတွေကလူကြိုက်များတဲ့ယဉ်ကျေးမှုအားကစားတွေပါ။ဩစတြေးလျရဲ့ကံရိုးတဲ့ကအလွန်ရှည်လျတာကြောင့်ကန်းကြီးမှာအနာယူတာရေကူးတာနဲ့ရေလိုင်းစီးတာတွေက သူတို့အတွက်အပန်းဖြေစရာဝါသနာတွေပဲဖြစ်ပါတယ်။နှစ်ပေါင်း6,500ကျော်တက်တန်းရှိတဲ့ Aboriginal ယဉ်ကျေးမှုကဩစတြေးလျရဲ့ယဉ်ကျေးမှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။သူတို့ရဲ့အမှုပညာအဆက်ချပကြီးဂီတနဲ့ဘာသာရေးယုံကြည်မှုတွေကလည်းထူးခြားပါတယ်။ဩစတြေးလျကသဘာဝအလှပါတွေထူးခြားတဲ့တိရစ္ဆာန်တွေနဲ့ခင်မီမျိုးကြီးတွေကြောင့်ကမ္ဘာလက်ခီးသွားအများပြားကိုအဓိကဆွေးဆောင်းနိုင်ပါတယ်။ Great Barrier Reef ကကမ္ဘာအကြီးဆုံးသံနာကျောက်တန်းဖြစ်ပြီးတော့ရေငုပ်ခြင်းနဲ့ တန်တာကြောက်တန်းရဲ့သဘာဝအလှပတွေကိုကြည့်ရှုဖို့အကောင်းဆုံးနေရာပါ။ဥလူလူကမြောက်ပိုင်းနေမြေမှာရှိတဲ့ကြီးမားတဲ့တဲကြောက်တုံးကြီးဖြစ်ပြီးတော့ Aboriginary တက်ဘာသာရေးရအလွန်ရေးကြည့်ပါတယ်။ The Trail Apostle က Victoria ပြည်နယ်ရဲ့ကံယူတန်းမှာရှိတဲ့သဘာဝကြောက်တိုင်ကြီးတွေကရှုခင်းအလွန်လှပါတယ်။ Sydney ကနာမည်ကျော် Sydney Harbour Bridge နဲ့ Sydney Opera House တွေတည်ရှိရမျိုးတော့ဖြစ်ပါတယ်။ပင်လယ်ကမ်းခြေတွေ၊ကမ္ဘာစစ်မီစားတောက်ဆိုင်တွေနဲ့ဈေးဝယ်စင်တာတွေကြောင့်လူစီကားပါတယ်။ ဩစတြေးလျရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့မဲလ်ဘုန်းမြို့ဟာလမ်းကြားတွေ၊ကော်ဖီဆိုင်တွေ၊အမှုပညာတွေနဲ့တေးဂီတပွဲတွေကြောင့်နာမည်ကြီးပါတယ်။အပန်းဖြီလှုပ်ရှားမှုတွေအတွက်အကောင်းဆုံးနေရာတစ်ခုကတော့ Brisbane ပါ။ရာသီဥတုသားပြီးတော့မြေကမ်းဘေးမှာရှိတဲ့မြို့ဖြစ်ပါတယ်။ကမ္ဘာမှာဩစတြေးလျမှာပဲတွေ့ရတဲ့ Kangaroo, Koala နဲ့ Wombat စတဲ့တိရစ္ဆာန်တွေကိုမြင်တွေ့ဖို့အတွက်လဲဩစတြေးလျကိုသွားရောက်လေ့ပတ်ကြပါတယ်။ဒီလိုယဉ်ကျေးမှုပေါင်းစုံရဲ့စုစည်းရနဲ့ တဘာဝအလှပတွေကြောင့်ဩစတြေးလျကခီးတော်ဖို့စိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။လက်ရှိဩစတြေးလျနိုင်ငံရဲ့အထူးအာရုံစိုက်နေတဲ့အကြောင်းအရာတွေကိုပြောပြပေးစင်ပါတယ်။ဩစတြေးလျကရာသီဥတုပြောင်းလဲမှုရဲ့တက်ရောက်မှုတွေကိုအထူးရင်ဆိုင်နေရပါတယ်။လက်တလုံးစီရင်ခန်းစာတစ်ခုရာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းနဲ့အပူချိန်မြင့်မားလာခြင်းကြောင့်ဩစတြေးလျလူမျိုးတန်ပေါင်းများစွာ အနေနဲ့ရှိနေကြောင်းသတိပေးထားပါတယ်။အစိုးရအနေနဲ့လည်း2035ခုနှစ်အတွက်နိုင်ငံရဲ့ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးရည်မှတ်ချက်တွေကိုချမှတ်ဖို့ပြင်ဆင်နေတာကအဓိကနိုင်ငံရေးအခြေအတင်ဆွေးနွေးစရာတစ်ခုဖြစ်နေပါတယ်။ ANZ ဘဏ်ကကြေကြေပြန့်ပြန့်ကျင့်ဝတ်ဆိုင်ရာချိုးဖောက်မှုတွေအတွက်ဒဏ်ငွေဩစတြေးလျဒေါ်လာတန်140ပေးဆောင်ဖို့အမိန့်ချမှတ်ခံရပါတယ်။ဒီဖြစ်ပျက်ကဩစတြေးလျရဲ့ဘဏ်နာရေးကဏ္ဍမှာ တာဝန်ယူမှုနဲ့ပွင့်လင်းမြင်သာမှုဆိုင်ရာကိစ္စရပ်တွေကိုအဓိကမိမောင်းထိုးပြနေပါတယ်။ဩစတြေးလျကအင်ဒိုပစိဖိတ်ဒေသမှာအရေးပါတဲ့မိဖက်ဖြစ်နေတယ်။ပါပူဝါနယူဂီနီနဲ့ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်အသစ်ကိုချုပ်ဆိုဖို့ကြိုးပမ်းနေပါတယ်။ဒါကဒေသတွင်းလုံခြုံရေးတည်ငြိမ်မှုကိုထိန်းသိမ်းဖို့အတွက်ဩစတြေးလျရဲ့ကြိုးပမ်းအားထုတ်မှုတစ်ခုလည်းဖြစ်ပါတယ်။ Aboriginal ရဲ့တမိုင်းဝင်နေမျိုးကိုချိန်ချောက်နေတယ်။ကြောက်ဖြစ်ရုပ်တွင် လောင်စာစီမံကိန်းလိုမျိုးပြဿနာတွေကလည်းနိုင်ငံအတွက်အဓိကစိန်ခေါ်မှုဖြစ်နေပါတယ်။ Israel ကစားစစ်ပွဲကြောင့် Australia မှာအစ္စလမ်ဘာသာဝင်တွေကိုစန့်ကျင်တဲ့ဖြစ်ရပ်တွေတိတိတသားမြင့်တက်လာကြောင်းအစီရင်ခံစာတွေကဖော်ပြနေပါတယ်။ဒီအခြေအနေတွေကိုဂိုင်တွေဖို့နဲ့အကြံပြုချက်တွေကိုလက်ခံဖို့အစိုးရကိုလည်းဖိအားပေးနေကြပါတယ်။ဟုတ်ကဲ့ပါဒီနေ့ကတော့ဩစတြေးလျနိုင်ငံရဲ့အကြောင်းအရာတွေကိုဒါယာရီစီစဉ်ကနေမျှဝေပေးသွားတာပဲဖြစ်ပါတယ် နောက်ဘက်တွေမှာလည်းဘယ်နိုင်ငံရဲ့အကြောင်းအရာတွေကိုမျှဝေပေးအောင်လဲဆိုတာစောင့်ကြည့်ပေးဖို့မမေ့နေတော့ဒိုင်ယာရီစီစဉ်ရဲ့နောက်ဘက်အပိုင်းတွေမှာပြန်တွေ့မယ်နော်